ချိုတင်ပြင်ဆင်ထားပါမမျော်လင့်ထားသည်များ အချိန်မရွေးဖြစ်လာနိုင်ပါれထို့ကြောင့်ကိုဘက်ကအသင့်ဖြစ်နေရပါမယ်ဇင်ဖုံးတော်ကြီးเจ้าတွင် နေထိုင်နေကြတော့ယဟန်းနှင့်သီလရှင်များသည်ညနေခင်းတိုင်းစုဝေးကတိုင်ပင်ဆွေးနွေးလေးရှိကြပါသည်သူတို့ဆွေးနွေးတိုင်ပင်သည့်အကြောင်းအရာတွေတွင် နောက်တစ်နေ့ဘာချက်ရမည်ဆိုသည့်အကြောင်းလဲပါပါတယ်။အနာဂတ်ကိုကြုံမတွေးဟုဆိုတော့လဲမနှက်ပြန်အတွက်ဆွေးနွေးမှုတွင် အစားတောက်သည့်ထိတ်ဆုံးကဖြစ်ပါရဲ့။နိုင်ငံတနိုင်ငံတွင်လဲမမျော်လင့်သောကိစ္စများပေါ်ပေါက်လာပါကမြည်တို့ကင်တွေဖြည့်ရှင်းကြမည်ဆိုခြင်းကိုကြိုတင်ဆွေးနွေးထားတတ်ပါရဲ့။ပြင်ဆင်ခြင်းသဘောဖြစ်ပါရဲ့။တောနယ်တွင်နေထိုင်သူများအဖို့ဧည့်သည်ရောက်လာလင်းဆိုကား ြိုတွက်ပြီးချက်ထားတတ်ကြတယ်။မြို့ကြီးတွေမှာတော့ဧည့်သည်ရောက်လာလဲကိစ္စမရှိစားတောက်ဆိုင်တွေကနေရာအနှံ့အပြည့်ရှိပါတယ်။ကြိုတင်ပြင်ဆင်ခြင်းဆိုဒီမှာအကောင်းဆုံးတစ်ခုခုကိုလှူဆောင်ပေးနိုင်ရန်ဖြစ်ပါရဲ့။ဂျပန်အမျိုးသမီးကြီးတစ်ယောက်သည်မကြမ်းမမာဖြစ်လာပါရဲ့။သူသည်အချိန်မရွေးစေးရုံတက်ရနိုင်ကြောင်းကိုသိထားပါရဲ့။ ထို့ကြောင့်ငါစေးယုံတက်ရလဲဆိုကကြိုတင်ပြင်ဆင်ထားပါရယ်အိတ်ကလေးတစ်လုံးကိုကြိုတင်ပြင်ဆင်ထားပါရယ်သူ့အတွက်လိုအပ်သည်များထည့်ထားတယ်သူ့ကိုယ်သူမရှိသူတယောက်အဖြစ်သဘောထားပြီးသူမရှိလင်ဘာတွေလုပ်ရမည်ဆိုခြင်းကိုမိသားစုနှင့်တိုင်ပင်ပြီးအားလုံးကြိုတင်စီစဉ်ထားပါရယ်နေတိုင်းချက်စရာကိုချက် စားစရာကိုစားကအသင့်အနေထားဖြင့်နေပါရယ်တိန်စရာတွေကိုအပီးတိန်ထားပါရယ် သို့တော်သူနှစ်ပေါင်း20ခန့်ဈေးရုံမတက်ရပဲနေသွားရပါတယ်။ထိုနှစ်ပေါင်း20အတွင်းသူကအသင့်အနေထားဖြင့်သာနေသွားပါတယ်။သူ့အတွက်ဈေးရုံသွားလျင် ယူဆောင်သွားရမည့်အိတ်ကလေးတစ်လုံးကအမြဲအသင့်ဖြစ်နေပါတယ်။အချို့ကနေရန်လဲပြင်ဆင်ထားတယ်။သေရန်လဲပြင်ဆင်ထားပါတယ်။ပြင်ဆင်စရာတွေကို ပြင်ဆင်ထားလိုက်ခြင်းကအလုံးကိုဒုက္ခမရောက်စေရန်ဆိုသည့်သဘောဖြစ်နိုင်ပါတယ်။ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာ နေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုပိုတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာချက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။